အာကျွန်တော်ကဂျင်းစဆိုကြပီဒီရဲ့တကွဲရကိုဆွဲဖြစ်ပါတယ်ကျွန်တော်တို့အခုရက်ပိုင်းနေမှာဆိုလို့ရှိရင်ဒီစစ်ကောင်စီကနေပြီးတော့မှအဲကျွန်တော်တို့ပေါ်လုပ်နေတဲ့စိုက်ဝါဖြတ်မှုတွေကျွန်တော်တို့ပေါ်ဆိုတာကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဝင်တွေအပေါ်ပေါ့နော်စိုက်ဝါဖြတ်မှုတွေလုပ်နေတာတွေ့ရပါတယ်အဲ့ဒါနဲ့ပတ်သက်လို့ဒါကျွန်တော်မိဘပြည်သူတွေကတတိမမူကူမမြင်ဖြစ်ဖြစ်မှာဆိုလို့ကျွန်တော်တို့ကနေပြီးတော့ရှင်းပြရခြင်းဖြစ်ပါတယ်ခင်ဗျာဟိုဆရာလောက်တာမဟုတ်ပါဘူး ဲ့တော့ကျွန်တော်တို့သရင်တစ်ခွဲတွေမှာဆိုလို့ရှိရင်ဆရာကြီးဘဘဦးဝင်းတင်ပြောသလိုမျိုးကျွန်တော်တို့ကကျမ်းမာရေးကျိုးပဲလို့မရဘူးစိတ်ဓာတ်ကျိုးပဲလို့မရဘူးအဲ့တော့ကျွန်တော်တို့ကျမ်းမာရေးကျိုးပဲရင်ကျွန်တော်တို့စိတ်ဓာတ်ကျိုးပဲမယ်စိတ်ဓာတ်တွေကျိုးပဲတဲ့အခါစုဖွဲ့မှုတွေကျိုးပဲပါပါတယ်အဲ့ဒါဘလို့သက်ဆိုင်လဲဆိုတာကိုကျွန်တော်ရှင်းပြပြပေးကျွန်တော်တို့စိတ်ဓာတ်ဟုတ်ပြီကျွန်တော်တို့ကစိတ်ဓာတ်နဲ့ပတ်သက်ရင်ကျွန်တော်တို့ကတော်လိုင်းရေးသမားဖြစ်တဲ့အတွက်ကြောင့်မို့တော်လိုင်းရေးစိတ်ဓာတ် တော်လည်းရေးစိတ်တယ်ဘရာဒီတာစိတ်ရှိဖို့ကျွန်တော်တို့ကအလုံးရေးကြည့်ပါပဲအဲ့တော့ကျွန်တော်တို့ကတော်လည်းရေးစိတ်တယ်ဘရာဟီတာစိတ်တယ်မရှိတော့ဘူးဆိုရင်အဲကျွန်တော်တို့ရဲ့ဟိုဘရာဟီတာစိတ်နဲ့တိုက်ခိုက်ရတယ်စူပွဲမှုဆိုတဲ့အဲအစူးဖွဲ့လဲဟိုပြုတ်ကွဲတတ်ပါတယ်ဘောနော်အဲ့တော့ဒီဘက်တက်ပါလေဆိုတော့ဟုတ်ပြီကျွန်တော်တို့တရင်တပွဲတွေမှာတော့ရဲဘော်တွေကကျမကြီးမကောင်းပါဘူးကျွန်တော်တို့ဆိုရင်ရတယ်အဲ့တော့ကျမကြီးနဲ့ပတ်သက်လို့အထူးဦးစားပေးတယ်ပြီးတော့စိတ်သက် ိုးပဲ့မှာလဲကျွန်တော်တို့ကကြောက်တော့ကြောက်မို့စိတ်တက်ပိုင်းဆိုင်ရာတွေကျွန်တော်တို့အများအားမြစ်တင်ပေးတယ်နိုင်ငံရေးစင်ရသားတွေတင်ပေးတယ်စုဖွဲ့မှုလဲကျွန်တော်တို့အပြတ်မခံပါဘူးအဲ့တော့ကျွန်တော်တို့ဒီလက်နက်ကိုင်တော်လိုင်းအင်အားစုတွေပဲဒါမျိုးကိုချစ်ကြရမှာလားဆိုတော့မဟုတ်ပါဘူးကျွန်တော်တို့မိဘပြည်သူတွေလည်းစိတ်တက်တွေတော်လိုင်းစိတ်တက်တွေကျိုးပဲ့လို့မရပါဘူးတော်လိုင်းစိတ်တက်တွေကျိုးပဲ့ရင်ကျွန်တော်တို့ပရာဟိတစိတ်တွေပျောက်သွားမယ်ပရာဟိတစိတ်တွေပျောက်သွားရင်စုဖွဲ့မှုတွေပြိုကွဲသွားမယ်အဲ့တော့ကျွန်တော်တို့မိဘပြည်သူဆိုတာကကျွန်တော်တို့ရဲ့မိဘပြည်သူတွေဒီ ုခွဲမှုဖြစ်တယ်ဗာစုခွဲမှုဖြစ်တယ်ဆိုတော့ကျွန်တော်တို့လက်လက်ကန်တပ်ဖွဲ့တွေရဲ့နောက်ကနေပြီးတော့မှအင်အားကြီးမှသောထောက်ပို့စုခွဲမှုတွေဖြစ်ပါတယ်ဗာစုခွဲမှုတွေလည်းဆိုတော့အင်အားကြီးပါသောထောက်ပို့စုခွဲမှုတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တော်လိုင်းအင်အားစုတွေဆိုတာကတခြားစီးပွားရေးလည်းမရှိပါဘူးကျွန်တော်တို့ဒီလက်လက်ကန်အင်အားစုတွေဆိုတာပြည်သူလူထုရဲ့ထောက်ပို့ဆိုတဲ့စုခွဲမှုနဲ့ရရှိလာတဲ့ရန်ပုံငွေပေါ်မှာကျွန်တော်တို့ကစစ်စင်ကြီးကိုပေါ်ဆောင်တာတိတိကျကျမှု အခုနောက်ပိုင်းစစ်ကောင်စီကပြည်သူလူထုရဲ့တော်လန်လူစိတ်ကိုဖျက်ဆီးနေတာကျွန်တော်တို့တွေ့ရပါတယ်အဲ့ဒါကတော့သကလုံးနေနဲ့ပါမှန်တယ်လို့လို့မှားတယ်လို့လို့ရှောင်းတယ်လို့ရှားတယ်လို့သကလုံးနေနဲ့ပါဥမာဟိုဥမာပေါ့နော်အေအေလို့အေအေလို့မတိုက်ဘူးလို့အေအေလို့မတိုက်ဘူးလို့အဲပြီးလို့ရှိလို့ရှိရင်နှစ်90အဲနှစ်90ဘာကြောက်ကြတာလဲလို့အဲဟိုဖွဲကဟိုမြောက်ပိုင်းကအာမကောင်းလို့တောင်ပိုင်းကအာမကောင်းလို့အဲအဲ့လိုမျိုးပေါ့ ဒီတော်လည်းရေးထဲမှာကျွန်တော်တို့တော်လည်းရေးလုံလို့တဲ့ပရိုက်တာရှိတဲ့ကျွန်တော်တို့တော်လည်းရေးမိသားစုချောက်ဖို့အင်အားစုတွေကြားထဲမှာဒီစကလုံးတွေဟိုပြက်ညက်လာအောင်လို့သူတို့လုပ်တယ်ဘယ်လိုပြုလို့ပြက်ညက်လာတာလဲဆိုတော့ဒီလူလူကဝေဝါးပြီးစိတ်တက်ပြက်လာတယ်စိတ်တက်ပြက်လာတဲ့အခါကျွန်တော်တို့ဒီကျွန်တော်တို့အရင်ညီညွတ်ခဲ့တဲ့တော်လည်းရေးအစမှညီညွတ်ခဲ့တဲ့စုဖွဲ့မှုတွေကပြက်စီးသွားပြီးတော့မှစုဖွဲ့မှုပြက်စီးသွားပြီးတော့မှထောက်ဖို့မပေါ်နိုင်တဲ့အခါကျွန်တော်တို့လက်နက်ကင်အင်အားစုတွေကလည်းရှေ့ဆက်လို့ မရပါဘူးအဲ့တော့ရန်သူကကောင်းကောင်းကြည့်တဲ့ကြောင့်မို့ကျွန်တော်တို့တော်လန်လိုတဲ့တော်လန်ပြည်သူတွေရဲ့စိတ်ဓာတ်ကိုသူတို့ရားစွာချိုးဖဲ့နေပါတယ်ပေါ့နော်အဲ့တော့ချိုးဖဲ့နေတဲ့နေရာမှာအေးအေးလိုမတိုက်ဘူးနှစ်ခု90ကျင်းရကဘာလို့ကြာတာလဲတောင်ပိုင်းတိုင်းကအလုံးမလုပ်ဘူးမြောက်ပိုင်းတိုင်းကအလုံးမလုပ်ဘူးအဲ့တော့ကျွန်တော်အားမခံနိုင်တာတခုရှိတာကအားလုံးကကိုယ့်အတိုင်းထွာနဲ့ကိုယ်ကျွန်တော်တို့မြင်ပြမှာမြင်ရတလောက်ကအားလုံးကကိုယ့်အတိုင်းထွာနဲ့ကိုယ်တော်လည်းရေးအသီးသီးလုပ်နေကြပါတယ်ဟုတ်ပြီကျွန်တော်တို့ပြောပြမယ်ကြာအေးအေးလိုမတိုက်ဘူးတော့အေးအေးကယနေ့ဖြစ်တိုက်ပွဲမှာအွန်လိုင်းနဲ့ဆိုတာက ဒါအေးဒီတော်လည်းရေးမှာပြည်သူတရက်လုံးမပါဘဲနဲ့အေးတစ်ဖွဲ့တစ်တိုက်ကြည့်ဒီလိုအောင်မြင်မှုမျိုးရရတယ်ဆိုရင်ကျွန်တော်တို့တိုက်လိုမျိုးစီမံဆောင်ရွက်လို့ရလာတယ်အဲ့တော့ကီရင်နေတဲ့အလိုပဲ190တိုက်တာဘာကြောင့်ကြာတာလဲဆိုတော့သူတို့လည်း190တိုက်ခဲ့ရတဲ့အချိန်မှာလည်းသူတို့ပြည်သူတရက်လုံးကပါခဲ့လားဆိုတာကိုကျွန်တော်တို့ပြန်သုံးသပ်ရပါလိမ့်မယ်အဲ့တော့အဓိကကတော့ကျွန်တော်တို့ပြည်သူပဲပြည်သူတရက်လုံးပါဝင်စင်နွဲတဲ့အခါအေးအေးလည်းအောင်မြင်မှုရသလို တခြားသောအတိုင်းအတာလက်နက်ကိုင်တွေနဲ့ကျွန်တော်တို့ PDF အင်အားစုတွေလည်းအောင်မြင်မှုရလာပါလိမ့်မယ်အဲ့တော့ပြည်သူလူထုဟာဟိုဝေဝါဒီဝေဝါအောင်လို့သက္ကဆာကပြည်သူလူထုရဲ့စိတ်ဓာတ်ကိုအဓိကချိုးဖက်နေတာကျွန်တော်တွေ့ရပါတယ်ဒီသက္ကဆာရဲ့ဒီစိုက်ဝါဖြန့်တဲ့အကောက်တူတွေကနေပြီးတော့မှဒီပြည်သူလူထုစိတ်ဓာတ်ဝေဝါအောင်သူတို့ဖြည့်ဆည်းနေပါတယ်ဘာဖြစ်လို့လဲဆိုတော့တော်လိုင်းအဆတ်အဲတော့၂၁ခုနှစ်မှာစားခဲ့တဲ့စုဖွဲ့မှုမျိုးတွေနဲ့အာတုံပုံစံမထောက်ပံ့တော့မထောက်ပံ့နိုင်တော့အောင် ထောက်ပံ့လို့စိတ်မရှိအောင်ဒီပရာဟိတစိတ်အာနေဝါအောင်ထောင်လို့စိတ်အာနေဝါအောင်ဒီလူလူရဲ့စိတ်ဓာတ်ကိုကိုချိုးဖက်နေတာတွေကျွန်တော်တွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီစစ်နိုင်ရသောအကြောင်းကြီးများဆိုတဲ့စစ်နိုင်ရခြင်းအကြောင်းကြီးများကိုကျွန်တော်တို့ကဒါအချက်လက်နဲ့ချင်းကတ်တဲ့အခါမှာဒီလူလူရဲ့ထောက်ခံချက်မပါရင်စစ်နိုင်ရသောစစ်မနိုင်ဘူးပေါ့နော်အဲ့တော့စစ်နိုင်ရသောအကြောင်းကြီးများမှာကျွန်တော်တို့ဆက်မချက်ရှိပါတယ်အဲ့ဒီမှာမှာတစ်ချက်ဖြစ်တဲ့ပြည်သူလူထုအတူတူပေါင်းဝင်စင်နွယ်လျင်စစ်မနိုင်နိုင်ပါဆိုတော့ အချက်လက်ပါပါတယ်အဲ့ဒီစကားကိုကျွန်တော်တို့ပြန်ကောက်ရရင်ကျွန်တော်တို့ရဲ့ဒီလက်လက်ကန်အခွဲတွေရဲ့နောက်ခံကြော်ရိုးဒီကျွန်တော်တို့ထောက်ဖို့ထောက်ဖို့ပြည်သူတွေဖြစ်ပါတယ်ကျွန်တော်တို့ထောက်ဖို့ပြည်သူတွေဖြစ်ပါတယ်ခင်ဗျာထောက်ဖို့ပြည်သူတွေဖြစ်ပါတယ်အဲ့တော့ထောက်ဖို့ပြည်သူတွေကိုစိတ်ကပန်းဆိုင်ရာချိုးပဲလိုက်လို့ရှိလို့ရှိရင်စုပွဲမှုတွေပြည့်စည်သွားတဲ့အခါထောက်ဖို့အင်အားညော့နေပါတဲ့အခါကျွန်တော်တို့အဖွဲ့တွေကိုရန်သူကအလွယ်တကူနိုင်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူလူထုတွေ အရင်စိုက်ဝါးတွေမမီဖို့ပြီးလို့ရှိရင်ဟိုကျွန်တော်တို့ဒီခဏခဏအဖွဲတွေရောတခြားအဖွဲတွေရောထောက်ပြတဲ့နေရာမှာသမင်းတကြဖြစ်ပြီးကိုကျွန်တော်တိုက်တော့ပါတယ်အဲ့တော့စိတ်တက်တွေပျက်စီးဖို့အတွက်ဆက်ကဆက်ကတနည်းတနည်းထဲချိုးခဲ့နေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီလက်နက်ကိုင်းဒေါ်လာရေးအဖွဲတွေမှာကျမရေးချိုးခဲ့လို့မရဘူးစိတ်တက်ချိုးခဲ့လို့မရဘူးစုဖွဲ့မှုချိုးခဲ့လို့မရဘူးဆိုတော့ဘဝဦးနေရစကားတိုင်းပဲကျွန်တော်တို့ပြည်သူလူထုတွေတည်တယ်ဒေါ်လာလို့သောစိတ်တက်ဒေါ်လာစိတ်ချိုးခဲ့လို့မရဘူးဒေါ်လာစိတ်ချိုးခဲ့တဲ့အခါစုဖွဲ့မှုချိုးပဲ့သွားတယ် ဒီထောက်ဖို့ကဏ္ဍတွေမလုံနိုင်တော့ရေကျွန်တော်တို့တော်လည်ရေးရလဲရန်သူတိုက်လို့မရှုံးမဲနဲ့ဟိုကျွန်တော်တို့စိတ်ကြောင့်ရှုံးကိုကိုလုံးရဲ့ကြောင့်ကိုကိုရဲ့မပြေဝမှုကြောင့်ကိုရှုံးသွားနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီလိုလေးတွေနဲ့တော်လန်လူစိတ်ပရဟိတလူစိတ်ကိုဟိုမလျော့ပါနဲ့ဟိုတတိမူပြီးတော့ကူမြင်ပါစေလို့ကျွန်တော်နှုတ်ဆော်တိုက်တော့ပါတယ်ခင်ဗျာ